ဒေါက်တာနဲ့အာဟာရဆိုင်ရာအကြံပြုချက်တွေ online consultation ယူခြင်းနဲ့ဆိုလို့ရှိရင် appointment လေးဘယ်လိုမျိုးယူလို့ရလဲကိုကပေါ်တော့အာဟာရဆိုင်ရာပို့ပြီးတော့မှကျန်းမာခြင်းတော့ပဲဖြစ်ဖြစ်ထုတဲ့နေလို့တိုင်ပင်ဆွေးနွေးခြင်းတော့ပဲဖြစ်ဖြစ်ဒီလိုမျိုးဆိုလို့ရှိရင်ဒေါက်တာနဲ့ဆွေးနွေးခြင်းလို့ရှိရင် one one ဆွေးနွေးပေးပါတယ်ဘယ်လိုဆွေးနွေးရမလဲဆိုရင်ဒေါက်တာတို့ဒီချက်ပေါက်မှာလာပြီးတော့မှ appointment ယူပါယူတဲ့အခါမှာဆိုလို့ရှိရင် patient ဘက်ကဘယ်ချိန်အားလဲဆိုတာနဲ့ဒေါက်တာရဲ့ဘယ်ချိန်အားလဲဆိုတာနဲ့ကိုတိုက်ပြီးလို့ရှိရင်ဒေါက်တာရဲ့ admin က appointment အချိန်ချိန်ပေးပါတယ် appointment အချိန်ချိန်ပြီးသွားလို့ရှိရင်တော့ appointment ် fee ကိုပေါ့နော် full prepaid အပြည့်လွှဲပေးရပါတယ်။ဘာလို့လဲဆိုတော့အချိန်လေးကိုခြံထားပေးပြီးတော့အကုန်လုံး process တွေအကုန်လုံးလုပ်ပြီးတဲ့အခါကျတော့မှ cancel ဖြစ်သွားတာဘာလို့ဆိုလို့ရှိရင်ဒေါက်တာဘက်ကလည်းနင်နာတယ်။နောက်ပြီးတော့ admin ချားတွေကလည်းအလုပ်ချုပ်တယ်ပေါ့နော်။ဒေါက်တာတို့ဘက်ကလည်း cancel တာမျိုးမရှိဘူး။တကယ်လို့အကြောင်းရင်းလုံးဝအဆင်မပြေလုံးမှ cancel ခဲ့တယ်ဆိုလို့ရှိရင်လည်းပြန်ပြီးတော့မှအစားတိုးဖို့မှဖြစ်တဲ့အတွက်ကြောင့်မလို့ full prepaid ပေးလိုက်ရတာအဆိုးမင်စရာမလိုပါဘူး။ full prepaid လုပ်ပြီးသွားပြီဆိုလို့ရှိရင် now step တစ်ခုကကြတော့ကိုယ့်ရဲ့ဖြစ်ရိုးဖြစ်စဉ်တွေပေါ့နော်။ဘာဖြစ်တာလဲ history တွေဘာတွေဟိုကကြတော့ဒေါက်တာတို့ဘက်ကနေပြီးတော့မှ Google Form ပ ေးပါတယ် Google Form ကိုအရင်ကြိုဖြည့်ထားပါမယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ consultation hour ကကြတော့နိုင်ဝက်တနိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအချိန်တွင်းမှာဒေါက်တာတို့ကထားဝကမေးနေတယ်ဆိုလို့ရှိရင်အချိန်ကကြတော့ patient ဘက်ကနေပြောနေနိုင်ရတဲ့အတွက်ကြောင့်မလို့ဒေါက်တာတို့က patient ကိုသူ့ရဲ့ဖြေဖို့ဖြစ်စဉ်တွေကိုကြိုပြီးတော့မှ form ဖြည့်ခိုင်းထားပါတယ်အဲ့တော့ဒေါက်တာကြိုပြီးတော့မှဖတ်ထားပါမယ်ဒီလိုမျိုးနေနေဆိုရင်ဒေါက်တာတို့အနေနဲ့ခြားထဲကအချိန်မကုန်သင့်နိုင်မကုန်ရတော့ဘူးပေါ့နော်ထားပြီးသွားပြီဆိုလို့ရှိရင်တော့ဒေါက်တာတို့ကအချိန်တွေ့ပါမယ်တွေ့ပြီးသွားလို့ရှိရင်ဒေါက်တာတို့ consultation လုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဘာလေးဆက်လုပ်ရမလဲမီး plan လေး ဘာလို့လောက်ရမလဲဒါမျိုးလေးတွေကိုတိတ်ခုံး information လေးတွေကကြတော့ပြန်ပြီးတော့မှထည့်ပေးမှာဖြစ်ပါတယ်ဒီလိုနည်းနဲ့ online consultation ယူလို့ရပါတယ်